တောက်ကြသားသမီးကျွန်တော်ရဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါတောက်ကြသားသမီးများအတွက်ပေါ့နော်၄ရက်ဆယ်လာ2025ခုနှစ်ကနေပြီးတော့ဆယ်ဆယ်လာ2025ဒီတပတ်တာကာလမှာတွေ့ကြုံမဲ့ကံတမဆူကောင်းများအတွက်ဒုက္ခကျေဝင်တေရောနမိတ်ကိုတေရောကတ်ခုနှစ်ကတ်ချပြီးတော့ကံတမဖတ်ကြပေးမှာဖြစ်ပါတယ်အဲ့တော့တောက်ကြသားသမီးတွေအတွက်ပထမဆုံးကြတဲ့တေရောနမိတ်ရာဆိုရင်တော့ကျေဝင်၉ပွင့်ဆိုတဲ့သင်္ကေတနမိတ်ပေါ့နော်ဒီနမိတ်ရာဆိုရင်တော့ ဒါကျေပွင့်သလားအောင်မြင်ခြင်းမှာပဲတော့တောက်ကြသားသမီးတွေအတွက်ကံသာတာအိမ်ပရမကောင်းတယ်အလုံးနဲ့ပတ်သက်တဲ့ကံသာတာတွေကောင်းတယ်အလုံးအောင်မြင်ခြင်းတွေရှိတယ်စိတ်ချမ်းသာပျော်ရွှင်ခြင်းတွေရှိသူကအောင်မြင်ယုံမြမကနာမည်ကြီးခြင်းတွေပါရောဆက်ပြီးတော့ပါဝင်နေတဲ့ကံကြမ္မာနမိတ်ဖြစ်ပါတယ်အလုံးမှာယာဒုတော်ခြင်းတွေကြုံမယ်လသာတိုးခြင်းတွေကြုံမယ်နေရာကောင်းရာခြင်းတွေကြုံမယ်အဖက်ဘက်ကနေအစဉ်ပြေခြင်းကံကောင်းခြင်း ေချမ်းလာရခြင်းတွေကြုံတတ်တာပေါ့နော်မိမိတို့ရဲ့စီးပွားရေးလုပ်ငန်းတွေမှာလုပ်ရင်ကောင်းမလားမကောင်းလားလုပ်တင်လားမလုပ်တင်လားလို့စဉ်းစားနေရတဲ့ကိစ္စတွေရှိတယ်ဆိုရင်လုပ်ကိုလုပ်တင်ပါလေလုပ်တဲ့အတွက်လည်းအောင်မြင်မှုရတတ်တယ်ပေါ့နော်တကယ်တော့နမိတ်ရဆိုရင်ငွေကြေးနဲ့ပတ်သက်တဲ့စီးပွားရေးလုပ်ငန်းတွေနောက်ငွေပေးငွေယူလုပ်ငန်းတွေနောက်ငွေလွှဲလုပ်ငန်းတွေပေါ့နော်အောင်မြင်တတ်တယ်နောက်ရပ်ဝေးနေနဲ့နိုင်ငံခြားတိုင်းပြည်တွေနဲ့ဆက်သွယ်ချိတ်ဆက်ပြီးတော့ လောက်ကင်ဆောင်ရွက်ရတဲ့အလုပ်တွေမှာဆိုရင်တိတာတင်ရှားစွာနဲ့အဆင်ပြေတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။နမနိကတော့ရွှေကလတ်ကိုလုံးနမိတ်ကဆွေမျိုးသားချင်းတွေနဲ့ပတ်သက်ပေါ့နော်။တာကြသားသမီးတွေအတွက်ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာတတ်တယ်။ဆွေမျိုးသားချင်းတွေကြီးကငွေကြေးအကူအညီတွေပါလေရတတ်တယ်။ဆွေမျိုးသားချင်းတွေနဲ့ဆက်သွယ်ချိတ်ဆက်ပြောဆိုလောက်ကင်ရမယ့်အလုပ်တွေမှာထူးထူးခြားခြား အကျိုးပေးပြီးတော့ကံကောင်းပြီးတော့အောင်မြင်မှုရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။နံပါတ်3ချက်ကတော့လူမှုရေးပါနော်။လူမှုရေးမှာကျတော့ကျယ်ပွင့်နှစ်ပွင့်ပါပဲ။ကျယ်ပွင့်အတိတ်ပဲကျတော့အောင်မြင်ခြင်းတွေပါပဲနော်။ဒါကြတော့တာကြသားသမီးတွေအတွက်လူမှုရေးနဲ့ပတ်သက်တဲ့ကံစားတာတွေအထူးကောင်းတယ်။အမိတ်ဆွေအစ်စ်တွေအပေါင်းအသင်းအစ်စ်တွေတငယ်ချင်းအစ်စ်တွေရတတ်ပါတယ်။မိတ်ဆွေအစ်စ်အပေါင်းအသင်းအစ်စ်တွေတငယ်ချင်းအစ်စ်တွေနဲ့ဆက်သွယ်တွေ့ဆုံချိတ်ဆက်ပြီးတော့ ်ရောင်းရဲဝယ်တာကိစ္စတွေလုပ်ငန်းတွေစတင်ရတဲ့ပါအဲ့လိုစတဲ့အခါမှာလည်းကိုမျောလင်းထားတာတွေမကောက်ပို့ပြီးတော့အောင်မြင် ဖြစ်ထွန်းတတ်တဲ့အချိန်ကာလပါအဲ့တော့လူမျိုးနဲ့ပတ်သက်ပြီးတော့အကျိုးဖြစ်ထွန်းနိုင်တယ်အာမိတ်ကောင်းဆွေကောင်းတွေတူပွားနိုင်တယ်မိတ်ဆွေပေါင်းတဲ့ငွေချင်းတွေဟာအင်မတန်မှကောင်းကျိုးပေးတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ဟိုငွေချင်းနဲ့ပတ်သက်တဲ့ကန္တာရာမှာဆိုရင်လည်းကျယ်ပွင့်ဧကရီဆိုတဲ့နမိတ်ကကြတော့ ောက်ကြသားသမီးတွေကငွေကြေးနဲ့ပတ်သက်တဲ့ကံတရာတွေတော်တော်လေးကောင်းတယ်ငွေကြေးကိုအကြောင်းပြုပြီးတော့စိတ်ချမ်းသာပျော်ရွှင်ရတတ်တယ်။နောက်ငွေကြေးနဲ့ပတ်သက်တဲ့ပူပန်သောကတွေဟာပြင်းငိမ့်သွားတတ်တယ်။ငွေရေးကြေးကိုအကြောင်းပြုပြီးတော့အကူအညီတောင်းထားတဲ့ကိစ္စတွေဆိုရင်ထူးထူးခြားခြားအဆင်ပြေနိုင်တာပေါ့ကိုလိုတာက10သိန်းပေါ့နော် ကိုတကယ်တကယ်အကူအညီတာကဟာသိန်း90ရတာအဲ့တော့ကိုမျောလင့်တာလည်းအများကြီးပို့ပြီးတော့ငွေကြေးအကူအညီတွေရနိုင်တဲ့ကံတရာမျိုးရှိပါတယ် တော့ငွေချင်းနဲ့ပတ်သက်ပြီးတော့ပူပန်တော့ကရောက်နေတယ်တောက်ကြသားသမီးတွေရှိရင်ပတ်စံကိစ္စမပူပင်နဲ့လို့ပြောမှဖြစ်ပါတယ်။နောက်ကျမ်းမာကြီးပေါ့နော်ကျမ်းမာကြီးကတော့ခွက်ပလား6လုံးနမိတ်ပါ။ခွက်ပလား6လုံးကလည်းအင်တာမကောင်းပါပန်းနေပွင့်နေတယ်ကန်နမိတ်ပေါ့အဲ့တော့ကျမ်းမာကြီးစိုးစိုးရွားအညံခိုက်တရနေလွတ်မယ်ကျမ်းမာကြီးကန်တာတွေကောင်းမယ်နောက်ဆွေမျိုးသားချင်းတွေနဲ့ပတ်သက်ပြီးတော့အကူအညီကောင်းတွေရတတ်တယ်အဆောင်အမကောင်းတွေရတတ်တယ်အဆောင်ကြောက်ကောင်းတွေရတတ်တယ် ။နောက်ပြင်သာရေးနဲ့ပတ်သက်တဲ့ကံသာတာတွေမှာကြတော့နည်းနည်းလေးစိတ်မောလူမောဖြစ်ရတတ်တယ်။နှောင့်နှေးကြံ့ကြာမှုလေးတွေဖြစ်ရတတ်တယ်။နောက်အချင်းအိမ်တော်ရေးနဲ့ပတ်သက်ရင်တော့သူကကျဲပွင့်၈ပွင့်နမိတ်ပေါ့နော်။ကျဲပွင့်၈ပွင့်ဆိုတော့အောင်မြင်မှုတွေကိုတည်ဆောက်တယ်။အခြေရေးတွေစိတ်ချမ်းမြေရတတ်တယ်။အိမ်တော်ရေးနဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာတတ်တယ်။ကိုယ်နဲ့ကိုချစ်သူနဲ့ကိုနဲ့ကိုအိမ်အောင်ပဲနဲ့အတူတကွစ조사အားထုတ်နေတဲ့ကိစ္စတွေထူးထူးခြားခြားအောင်မြင်နိုင်တဲ့ကံတရားမျိုးရှိပါတယ် အခြေရေးကိုအကြောင်းပြုပြီးတော့စိတ်ချမ်းသာတတ်တဲ့အိမ်တော်ရေးနဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာရတတ်တယ်။နောက်ဆက်တဲ့ကြောင်းလန်ကိစ္စတွေမင်္ဂလာကိစ္စတွေဖြစ်ထွန်းပြီးတော့အောင်မြင်မှုရတတ်တယ်။အာလင်မယားနဲ့အောင်အတူတကွာဇနီးမောင်နှံနှစ်ယောက်အတူတကွာစီးပွားရေးလုပ်ငန်းတွေစတင်ရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။အဲ့တော့ကန်တာတာရဆိုရင်ကန်တာတာကောင်းတာတွေများပါတယ်။တောက်ကြသားသမီးတွေအတွက်ကန်ကြမာကောင်းတွေများတယ်။အဓိကတော့အလုံးနဲ့ပတ်သက်တဲ့ကန်တာတာ ံပါတ်1နံပါတ်2ကငွေကြေးနဲ့ပတ်သက်တဲ့ကံတော်တာတွေတော်တော်လေးကောင်းပါတယ်အဲ့တော့ကိုမျောလင်းတာတဲ့ပို့ပြီးတော့အောင်မြင်နိုင်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်ကိုကသွဲလုံးလာဝရိယနဲ့သာအပတ်တကုတ်ကြိုးစားအထုတ်လိုက်မယ်ဆိုရင်တောက်ကြသားသမီးတွေရဲ့ဒီတပတ်တာကာလရဲ့ကံတရားကလုံးဝပြောင်းလဲသွားစေနိုင်တဲ့ကံတရားပါနော်ဒါကြောင့်မလို့အလုပ်တွေလုပ်ပါနော်လုပ်ငန်းတွေတိုးချဲ့ပါစီးပွားရေးလုပ်ငန်းတွေစတင်ပါ ိတ်ဆွေပေါင်းသင်ကဏ္ဍတွေမှာတိုးချဲ့ပါအဖက်ဖက်ကနေအဆင်ပြေနိုင်တယ်လို့အကြံပေးကြပါအဲ့တော့သားကြသားသမီးတွေအတွက်အကျိုးပေးတဲ့ကံကောင်းစီတဲ့အရာဆိုရင်အနဲ့ရောင်နဲ့ဖြူရောင်နဲ့ကောင်းပါတယ်အထီထိုးတာတွေကံသမဲထိုးတာတွေဝါသနာပါတဲ့သောက်ကြသားသမီးတွေအတွက်ဆိုရင်ခွန်စနှဲ့စုံတို့နှဲ့စာခွန်စုံတို့စတဲ့နံပါတ်၄ရှာပြီးတော့ကံစမ်းတင်ပါတယ်နောက်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုနွားနို့တစ်ခွက်နဲ့ကိမ့်မုံနှစ်ချက်နဲ့ကတ်လို့ပူဇော်ပြီးတော့ဆုတောင်းပါ ။သောကြသားသမီးတွေကြုံတွေ့ရမယ်မကောင်းတဲ့ကံတရာအညံ့ခိုက်တွေပြည်ပြောက်ပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်။သောကြသားသမီးကျွန်တော်ရဲ့မိတ်ဆွေပေါင်းကိုယ်ကြီးချမ်းသာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့လိုရာဆန္ဒတလုံးတစ်ပါးတည်းရရှိနိုင်ကြပါစေ။ကြံနိုင်အောင်ဆောင်နိုင်မြောက်ကြပါစေလို့အယူတော်မင်္ဂလာချမ်းဤဂမုံအဋိဌံအောင်မြေရနေလေးလေးနက်နက်ဆုတောင်းမြတ်တာပို့တာလိုက်ပါရစေ။ ကျွန်တော်ရဲ့မိတ်ဆွေစနေသားသမီးမိတ်ဆွေများလုံးမင်္ဂလာပါစနေသားသမီးများတွေပေါ့နော်၄ရက်၁၀လ2025ခုနှစ်ကနေပြီးတော့၁၀ရက်၁၀လ2025အထိတပတ်တာကာလမှာတွေ့ကြအောင်မယ်ကံကြမ္မာအဆိုးကောင်းနေတွေ့ကျွန်တော်တဲရော့ကတ်ခုနှစ်ကတ်ချပြီးတော့ကံကြမ္မာဖတ်ကြပြီးမှဖြစ်ပါတယ်အဲ့တော့စနေသားသမီးတွေအတွက်ကြာလာတဲ့နမိတ်ကဆိုရင်တော့တွဲလောင်းဆွဲခံရသူဆိုတဲ့နမိတ်ဖြစ်ပါတယ်လူတယောက်ကို ်တန်လန့်ဖြစ်တာပေါ့နော်အလုတ်ဂိုင်းတွေကြံသီးတွေစိတ်ကူးလေးတွေတို့လိုတန်လန့်ဖြစ်တတ်တယ်။သူ့ရဲ့နမိတ်ကဘာနမိတ်လဲဆိုတော့သူ့ရဲ့နမိတ်ကစောင်းဆိုင်ရတာပေါ့အစိတ်ရှည်ရှည်နဲ့စောင်းဆိုင်ပေးရတဲ့ကံကြမ္မာနမိတ်ဖြစ်ပါတယ်။လုံးဝမဖြစ်တာလည်းမဟုတ်ဘူး။မအောင်မြင်တာလည်းမဟုတ်ဘူး။လုံးဝပျက်စီးသွားတာလည်းမဟုတ်ဘူး။ဒါပေမဲ့နည်းနည်းလေးထင့်ငေါ်နေတာကြံ့ကြာနေတာမျိုးလေးတွေကိုစိတ်ရှည်ရှည်လေးနဲ့ကွာဇွဲလုံးလာဝရိယနဲ့ကြိုးစားအထုံးမှဆိုရင်ဧကံမုတ်ချဖြစ်ထွန်းပြီးတော့အောင်မြင်မှုရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ် ဒါပေမဲ့စနေသားသမီးတွေအတွက်တပတ်တာကာလအလုံးဒီစီးပွားရေးတွေလုပ်ငန်းဆောင်တာတွေနဲ့ပတ်သက်အကြံဉာဏ်ပေးချင်တာတော့စိတ်ရှည်လက်ရှည်စောင့်ဆိုင်းမှာ နောက်တစ်ခုကဖိုကိုဖိုကတ်ထားတဲ့အရာကိုလုံးဝအာအဲ့ဒါကိုတစ်ခုပဲအာယုံဆိုင်ပြီးတော့စူးစမ်းထုတ်ပါလို့ပဲအကြံဉာဏ်ပေးချင်တယ်။ကိုကအလုံးလျှောက်တယ်ဒီလောက်ကိုရချင်လို့အလုံးလျှောက်တယ်။ရမလားမရဘူးလားဆိုရင်တေချာပေါက်ရတတ်တာပေါ့နော်။ ဒါပေမဲ့ကိုဘကလိုအပ်တာဥမာမျောလင့်တာတည်းနည်းနည်းလေးစောင့်ဆိုင်းပြီးတော့မှရသွားတာမျိုးဖြစ်တတ်တာပေါ့။နောက်ငွေချင်းနဲ့ပတ်သက်တဲ့ကိုကစီစဉ်နေတယ်စောင့်ရွက်နေတယ်စ조사အထုတ်နေတယ်ရနိုင်မရနိုင်ဆိုရင်ရနိုင်ပါလေ။ဒါပေမဲ့ကိုမျောလင့်ထားတာတည်းအခြေအနေတည်းနည်းနည်းလေးပို့ပြီးတော့ကြာသွားတာမျိုးလေးတွေကြုံရတတ်တယ်။ဒါမှမဟုတ်ဒီကာလမှာကျွန်တော်စနေသားသမီးတွေအတွက်စိတ်ချလက်ရှိနေ조사အထုတ်ပါလို့ပဲကြံကြံပေးခြင်းပါလေ။ အာစီးပွားရေးနဲ့ပတ်သက်တဲ့ကိစ္စတွေအယောင်းဝယ်နဲ့ပတ်သက်တဲ့ကိစ္စတွေနောက်လုပ်ငန်းဆောင်တာတွေနဲ့ပတ်သက်တဲ့ကိစ္စတွေငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စနောက်တစ်ခါခရီးနဲ့ပတ်သက်တဲ့ကိစ္စအားလုံးအားလုံးပေါ့နော်တမနာပေါင်းဆုံးပေါ့စနေသားသမီးတွေလှုပ်ဆောင်နေတဲ့အလုပ်ကိစ္စအကြံဒီစိတ်ကူးကြီးရချက်ကြီးမှန်းချက်တွေမှာအနှဲငယ်နှောင့်နှေးကြံ့ကြာပြီးတော့မှအောင်မြင်ဖြစ်ထွန်းသွားတတ်ပါလားမအောင်မြင်တာမဟုတ်ဘူးနော်တေချာပေါအောင်မြင်မှာမရဘူးမဟုတ်ဘူးတေချာပေါရမဖြစ်ဘူးမဟုတ်ဘူးတေချာပေါဖြစ်မှာ အနှဲငယ်စောင့်ဆိုင်းပေးရတာမျိုးလေးတွေဖြစ်တယ်ဒါကြောင့်မလို့စိတ်ချေဖို့အရေးကြီးတယ်ဘာလို့စောင့်ဆိုင်းရတဲ့ကာလတွေမှာမဖြစ်တော့ဘူးလားမသိဘူးဆိုပြီးတော့လမ်းကြောင်းနောက်တစ်ခုကိုထပ်ပြီးတော့မပြောင်းနဲ့ဒီအလုပ်ကိုရှောက်တာရမရဘူးတော့ဘူးလားမသိဘူးဆိုပြီးနောက်ထပ်အလုပ်ကိုပြောင်းရှောက်နောက်ထပ်အလုပ်မှလည်းနည်းနည်းလေးထပ်ဆောင်အဆောင်ရတဲ့ကမရတော့ဘူးတင်တယ်ဆိုထပ်ရွှေ့ပြောင်းရင်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 လည်း ပိုးတာကုံမောင်ပုံစောင်းမတက်တဲ့ကဲသူဖြစ်တတ်ပါတယ်။ဒါတော့စနေသားသမီးတွေလက်ရှိလုံနေတဲ့အလုပ်ပေါ့နော်။လက်ရှိရှောက်လန်းနေတဲ့လမ်းကြောင်းတွေကနေပြီးတော့တွေးဖီမသွားဖို့ပဲရေးကြည့်ပါတယ်။အလုပ်လျှောက်ရင်လည်းတေချာလေးလျှောက်ပါ။ရာဒူတို့ကိစ္စတွေနှောင်းနေပြီးတော့မှတိုးတက်တယ်။အလုပ်အပြောင်းအလဲနဲ့ပတ်သက်တဲ့ကိစ္စတွေအနေငယ်နှောင်းနေကြံ့ကြပြီးတော့မှဖြစ်ထွန်းအောင်မြင်မှုရသွားတာမျိုးတွေဖြစ်တတ်ပါတယ်။ ။နောက်အဓိကတော့အဲငွေချင်းနဲ့ပတ်သက်တဲ့ကဏ္ဍလေးတွေမှာစနေသားသမီးတွေအတွက်အနေငယ်စိတ်မောလူမောဖြစ်ရတတ်တယ်၊စိတ်ညစ်စရာလေးတွေကြုံရတတ်တယ်။နောက်ဆွေမျိုးသားချင်းတွေရဲ့အကူအညီကတော့ထူးထူးခြားခြားပြည့်ပြည့်ဝဝရနိုင်တဲ့ကဏ္ဍမျိုးရှိပါတယ်။ဆွေမျိုးသားချင်းကိုအကြောင်းပြုပြီးတော့စိတ်ချမ်းသာပြီးတော့စိတ်ပျော်ရွှင်ရတတ်တယ်။ဆွေမျိုးသားချင်းတွေနဲ့အဆက်အသွယ်တွေရတတ်တယ်၊တည်ငြိမ်ကောင်းတွေကြားရတတ်တယ်။ အကြံဉာဏ်ကောင်းတွေလည်းရတတ်တယ်အစိုးမျိုးသားချင်းတွေနဲ့ပူးတွဲပေါင်းစပ်ပြီးလှုပ်ဆောင်တဲ့ရောင်းရွေးဝတာကိစ္စတွေမှာအကျိုးအမြတ်ဖြစ်ထွန်းတတ်ပါတယ်။နောက်လူမှုရေးနဲ့ပတ်သက်တဲ့ကဏ္ဍတွေမှာတော့နည်းငယ်စိတ်ညစ်ရတတ်ပါဘောနော် လူမှုရေးကိုအကြောင်းပြုတော့စိတ်ညစ်ရတတ်တယ်။အဲ့တော့မမျှော်လင့်မတဲ့မိတ်ဆွေတွေအပေါင်းအသင်းတွေတငယ်ချင်းကဏ္ဍတွေလူမှုရေးနဲ့ပတ်သက်တဲ့ကဏ္ဍတွေကိုလူလူနင်းနဲ့စိတ်ကုံသွားတာနောက်ညင်းငွေသွားတာဖြစ်တတ်တယ်။လူတွေကိုစိတ်ကုံသွားတာပေါ့။လူတွေကိုစိတ်ကုံပြီးတော့လူတွေကိုကြောက်ခိုင်းသွားတာမျိုးတွေဖြစ်တတ်တယ်။ ဲ့တော့ဒါလူမှုရေးနဲ့ပတ်သက်တဲ့ကဏ္ဍတွေမှာနည်းနည်းလေးဟိုအခက်အခဲလေးတွေကြုံရတတ်တော့နောက်တစ်ခုကကျမ်းမာရေးပေါ့ကျမ်းမာရေးကတော့တခြားဆိုးဆိုးရွားရွားအញ្ញံခိုက်တွေကြီးကြီးမားမားအញ្ញံခိုက်တွေတော့မရှိပါဘူးဒါပေမဲ့အရင်အန်ရည်လေးတွေတော့နည်းနည်းသတိထားသင့်တယ်ပေါ့နော်သွားရင်လာရင်လည်းမမျှော်လင့်မနဲ့အသက်အန်ရည်ရတော့လုံးဝမရှိဘူးမမျှော်လင့်မနဲ့ကားတွေဆိုင်ကယ်တွေစက်ဘိန်းတွေယင်းရထားလို့ခေါ်တာပေါ့ အဲ့ဒီရာလေးနဲ့ပုတ်ပုတ်တိုင်းမိတာမျိုးလေးတွေကြုံရတတ်တယ်အဲ့ဒါလေးတော့နည်းနည်းပရိသတ်တင်ပါတယ်နောက်တစ်ခါဘာသာရေးနဲ့ပတ်သက်တဲ့အဋိဌံလေးတွေဝင်ပြတ်တတ်တယ်ဝင်နိုင် ပုတ်ကောင်းပါအဲ့တော့စနေသားသမီးတွေအတွက်အကြံဉာဏ်ပေးချင်တာတော့ဘာသာရေးကဏ္ဍဖရာတရားနဲ့ပတ်သက်တဲ့ကိစ္စတွေမှာထူးထူးခြားခြားအကျိုးပေးတတ်တာပေါ့နော်အောင်မြင်တတ်တယ်အဲ့တော့အဋိဌံတွေဘာလေးဝင်သင့်တယ်ဝင်လို့ချင်းလဲကောင်းပါနောက်တစ်ခုကအခြေအနေနဲ့ပတ်သက်ရင်တော့ The Star တဲ့ Star ဆိုတာထွန်းလင်းတောက်ပါတဲ့နမိတ်ပါပဲ အဲ့တော့မျက်နာပွင့်လန်းခြင်း၊ကံစမာပွင့်လန်းခြင်း၊လူจิตလူကင်များခြင်းတွေကြုံမယ်။အိမ်တော်ရေးနဲ့ပတ်သက်တဲ့ကံတော်တာတွေကောင်းမယ်။အခြေအနေပတ်သက်တဲ့ကံတော်တာတွေကောင်းမယ်။အဲ့တော့အားလုံးကိုခြုံငုံသုံးသပ်ရမယ်ဆိုရင်လှုပ်ရင်ကောင်းမလားမကောင်းလား၊လှုပ်တင်လားမလှုပ်တင်ဘူးလားဆိုရင်လှုပ်တင်ပါလား။အနှဲငယ်စောင့်ဆိုင်းပြီးတော့မှအနှဲငယ်ထင်းကောက်ကြံ့ကြပြီးတော့မှအောင်မြင်နိုင်တဲ့ကံတော်တာမျိုးဖြစ်ထွန်းဖြစ်တတ်တဲ့အတွက်စနေသားသမီးတွေကစိတ်ကြည်လက်ကြည်စူးစမ်းအထောက်အထားတင်တယ်လို့အကြံဉာဏ်ပေးတင်ပါတယ်။ စနေသားသမီးတွေအတွက်အကျိုးပေးတဲ့ကံကောင်းစီတဲ့အရာကတော့အဝါရောင်နဲ့အနဲ့ရောင်နဲ့ကောင်းပါလေဖြီတို့ဓာရီကံသမဲတို့ဓာရီဝါသနာပါတဲ့စနေသားသမီးတွေဆိုရင်၅၀၀၉၀၀၉၀၀၅စုံစားတဲ့နံပါတ်တွေရှားပြီးတော့ထိုပါမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုနိုထမင်းကတ်လူပူဇော်ပြီးတော့ဆုတောင်းပါကိုယ့်ရဲ့ကံသာတာကံကြမ္မာတွေပွင့်လန်းပြီးတော့ကောင်းကျိုးလိုရာဆန္ဒတွေရရှိစေမှာဖြစ်ပါတယ်စနေသားသမီးကျွန်တော်ရဲ့မိတ်ဆွေပေါင်းလည်းကိုကျမ်းမှာစိတ်ချမ်းသာပြီးတော့ လိုရာဆန္ဒတစ်လုံးတစ်ပါးလည်းရရှိစေပါစေ။ချမ်းသာအောင်လို့ဆောင်းနှံ့မြောက်ကြပါစေလို့ဒီရောမင်္ဂလာချမ်းရဲ့ဂမုံဒိဋ္ဌံအောင်မြေရနေအားလုံးကိုအလေးနဲ့ဆုတောင်းမြတ်တာပို့သလိုက်ပါရစေ။